အမော်ရင်ကစားကွက်အံဝင်လာတဲ့အချိန်မှာကြောက်စရာကောင်းလာတဲ့ United United ရဲ့ရာသီနောက်ပိုင်းပွဲချင်းတွေကိုကြည့်ပြီးပြောရသလိုစိတ်လေးပြရပါတယ်ပြောရရင်ဆိုတာကလက်သည့်ပြသနေတဲ့ခြေစွမ်းနဲ့စွမ်းဆောင်ရာ United ပြည်သက်တိုင်းလိုချင်တဲ့အနေအထားမျိုးဖြစ်ပါတယ် တစ်ချိန်လုံးတိုက်စစ်တိုက်စစ်တမန်အော်ပြီးကစားနေသလားထင်မဲ့ရလောက်အောင်ရှယ်လန်းနေတာဖြစ်ပါရင်အပြစ်ပြောစရာမဆိုတော့လို့ရှိနေတဲ့နည်းဆိုပေမဲ့လက်ရှိအချိန် United ရဲ့ကစားပုံဟာအရင်ကအချက်အများကြီးတိုးတက်လာတယ်ဆိုတာကတော့လက်ခံရမှာဖြစ်ပါရင်စိတ်ပြမိတာကတော့ဒီလိုမျိုးဘာကြောင့်အရင်ကလေးကမကစားခဲ့တာလဲဆိုတာပါပဲ United အနေနဲ့ဒီပုံစံတိုင်းလာဆိုရင်တော့2025နှစ်စံပိုင်းလောက်ကကစားခဲ့မယ်ဆိုရင်ခုချိန်မှာ Champions League ဝင်ခွင့်အတွက်ဘာမှစိတ်ပူစရာမလိုတဲ့အနေအထားရှိနေမှာဖြစ်တယ်လို့ FA နဲ့ကာရာဘောမှာလည်းအနေအထားတစ်ခုထိရောက်ရှိနေမှာဖြစ်ပါရင်အရင်လိုတိုက်စစ်ကအမှန်ပြပြတော့လို့ခံစစ်ကလည်းရှယ်ချမ်းနေတာဖြစ်ပါရင်ဒီနိုင်ငံဝဲကြောင့်အစဉ်ဆက်သုံးနေရ မှာယက်တီနေတယ်ဆိုပေမဲ့လည်းဒီခြေစွမ်းကိုဆက်ထင်းထားမယ်ဆိုရင်တော့ United အတွက်ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေကရှိနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။လာမယ့်ရာသီမှာ Champions League ဝင်ခွင့်ကို Premier League က၅သိန်းထိရရှိထားတာကြောင့်လက်ချက်အပွဲတွေမှာအယုံဆိုင်မယ်ဆိုရင် Man City နဲ့ကွာဟနေတဲ့စက်တမှတ်ကို short ချနိုင်မယ်လို့ထင်မြင်ယူဆမိပါတယ်။ဘာဖြစ်ပါချန်ပီယံအောင်ဆင်မြန်ရေးကိုတည်ခံခံပြီးလက်စတာကိုပြိုပြိုလေးနဲ့၃ဂိုးသွင်းပြခဲ့တဲ့ United ကိုကြည့်ရတော့လာမယ့်ရာသီကျရင်တကယ်ကျန်းတော့မယ့်သဘောမှရှိပါတယ် United အဒီနေပွဲမှာ၃-၂ကစားကုန်းနဲ့ပွဲထွက်လာခဲ့ပြီးတိုင်းဆက်မှာ White Line ကိုအထောင်ထားက Eric Sin Garnacho နဲ့ပြတွေ့ပေးထားပါတယ်ဝင်လာမှာတော့ Ugarte နဲ့မှာ ကွလမှာတော့ UGA တင်းနဲ့ final တို့ပွဲထွက်လာခဲ့ပြီဒါလောက်နဲ့မာဆာရီတို့ကတော့ထုံးစံတိုင်းဝင်းဘက်တင်အဖြစ်တောင်းဝင်ခဲ့ပါတယ်ကိုသမားကတော့ဆိုင်းဆရာလေးဥရနာဖြစ်ပြီးနောက်တန်း၃ရောက်တန်းမှာတော့ဒင်းလေးလင်းနီလောဟေဗန်တို့ကိုခင်းချင်းခဲ့ပါတယ်လက်စတာဘက်ကတော့၃လေးနှစ်တိကစားကွက်ပေါ်မှာပါရီတက်က NDD Justin Christensen တို့စုဖွဲ့နေပဲ United ကိုယင်ဆိုင်လာခဲ့တာဖြစ်ပါရင် United ကပွဲစားတဲ့ဇော်နယ်ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီးဖိအားပေးကစားဖို့ကြိုးစားလာခဲ့ပါတယ်လက်စတာကလည်းအင်ရှင်ပြီး ခက်မှမှာတုတ်ပြန်နိုင်ခဲ့တာကြောင့် United တို့ကစားကွက်တော်ကောင်းကောင်းတင်ပြဖြစ်နေခဲ့ပါတယ်။ပွဲချင်း၄မိနစ်မှာရင် Vary လွတ်ထွက်သွားပြီးအပိုင်ကန်သွင်းခဲ့ပေမဲ့ဂိုလမအိုရနာကာကွယ်သွားနိုင်ခဲ့တာကြောင့် United တို့တတ်တာရခဲ့ပါတယ်။အဲနောက် United ကပဲပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတွေတော့ပြုလုပ်နိုင်ခဲ့ပါဘူး။ပွဲချင်း၁၇မိနစ်မှာတော့ UGT အဝေးကန်ချက်နဲ့ဂိုးပေါက်ချင်းချောက်ဖို့ကြိုးစားခဲ့ပေမဲ့ဂိုးပါရန်ကိုတော်လေးကြော်တက်သွားခဲ့ပါတယ်။ပွဲချင်း၁၇မိနစ်မှာလည်း Lenny Roy ရဲ့အဖားကနေ Leicester တို့ခွင့်အရေးရမလို့ဖြစ်ခဲ့ပေမဲ့လည်း Orana ရှေ့ထိတွက်ပြီးဟန်တားနိုင်ခဲ့ပါတယ်။ပွဲချင်း၁၉မိနစ်မှာတော့ Dawson ဘောကနေပြန်ရှံလာတဲ့ဘောလုံးကို Garnacho အပြင်ပိတ်သွင်းခဲ့ပေမဲ့ Leicester ဂိုးမကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်နဲ့ဆန်းနှမနဲ့ပါတော့ဘလူးနိုရဲ့ဖန်တီးပေးမှုကိုအရီဆင်ကတောက်ပြန်နေထားတဲ့ကန်သွင်းခဲ့ပေမဲ့ဂိုးတိုင်ထိမှန်ခဲ့တာကြောင့်နင်းနာခဲ့ရပါတယ်။ပွဲချိန်နဲ့ဆန်းရှင်းနှမနဲ့ပါတော့ယူနိုက်တက်တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီးဘလူးနိုရဲ့ဖန်တီးပေးမှုကနေတဆင်းဝိုင်လန်းကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဝိုင်လန်အနေနဲ့20ဝဲဆက်9ဘောက်ပြောင်းဆိုးမှုကိုရပ်တန့်နိုင်ခဲ့တာပါ။ဥဆောင်ရရှိသွားခဲ့ပြီးတဲ့နောက် United လိုကစားဖို့အနေနဲ့ရော်ရဲလာခဲ့ပြီး Leicester ရဲ့ဖိအားပေးခြင်းကိုပြန်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်း Leicester တိုက်စစ်ကလည်းအမှိုက်ပြစ်နေခဲ့ပြီးထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတွေတော့မရှိခဲ့ပါဘူး။ ပွဲရင်38နှစ်မှာတော့ Christian Sane ရဲ့ဖျက်တင်ပေးလိုက်တဲ့အခွင့်အရေးကို NDD ကပြုံးဝင်ဆုံးသတ်ခဲ့ပေမဲ့လည်းအားလုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ United တို့ကအနေနဲ့ထားနေနေခဲ့ပြီး Leicester ဘက်ကဖိအားပေးမှုတချို့ကိုပြန်လည်မြင်တွေ့ခဲ့ရပါတယ်။အဲဒီနောက် United ကပဲပွဲကိုပြန်လည်လွှမ်းမိုးလာနိုင်ခဲ့ပြီးပွဲချိန်59မိနစ်မှာဒုတိယဦးဆောင်ကိုရရှိခဲ့ပါတယ်။ဒီကိုတော့တံပြန်တိုင်းစစ်ကနေရရှိလာတဲ့အခွင့်အရေးကို White Line ကဖန်နေပေးခဲ့တာနဲ့ Garnacho ကပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း VAR ပြန်လည်စစ်ဆေးခဲ့ရမှာတော့လူကြုံနေခဲ့တာကြောင့်ပယ်ဖျက်ချင်းခံရရပါတယ်။ ပွဲရင်66မိနစ်မှာတော့ United လိုဥဆောင်အမှန်တကယ်ရရှိခဲ့ပြီး Bruno ရဲ့ခဲရခဲစစ်ပေးပို့မှုကိုခါနာချိုကအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။နှစ်ဂိုးထိပေးလိုက်ရပြီးတော့ Leicester လည်းဘေးနောက်ဖောင်ပြဲသလိုကစားလာခဲ့ပါတယ်။ပွဲချင်း85မိနစ်မှာ Fari ရဲ့ဖျက်ချိုးပေးမှုကနေ Bruno တို့ T ကအပိုင်ကန်သွင်းခဲ့ပေမဲ့ဒီလိကကာကွယ်သွားနိုင်ခဲ့ပါတယ်။ပွဲချင်းမိနစ်60မှာလည်း Jarro ရဲ့ဖျက်ချိုးမှုကနေ Bruno က United အတွက်ပွဲသိမ်းနိုင်ကိုကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ Legend ပွဲချင်းဒီမှာတော့ United ကဘုံပေးရည်ကိုဥတီကစားသွားခဲ့ပြီးအဝေးကွင်းမှာအဖို့တန်အနိုင်သုံးဖက်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။